င်္ဂလာပါခင်ဗျာကျွန်တော်တို့တင့်ခန့်မျိုး YouTube channel ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီဆယ်လန်လေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးပေးဖို့လည်းတောင်းဆိုပါရစေခင်ဗျာအတိတ်တော့သတင်းတွေကိုသိရှိနိုင်စေရေးအတွက်ဒီနေ့မှရှိတဲ့အချက်ပေးခေါင်းလောင်းလေးကိုလည်းတစ်ချက်နှိပ်ထားပေးပါဦးခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာယခုအခါပရိသတ်ကြီးကိုကျွန်တော်တင်ဆက်သွားမှာကတော့ ရုရှားနိုင်ငံအတွင်းမှာဖြစ်သွားခဲ့တဲ့ဖြစ်ရပ်မှန်ဇလန်းလေးတစ်ပုတ်ပဲဖြစ်ပါတယ်ခင်ဗျာအင်္ဂလိပ်လူကတော့ developer incident လို့အမည်ပေးထားပြီးကျွန်တော်ကတော့မြန်မာလူအနေနဲ့ထင်းယူတောင်တဲကတေမင်းတရားလို့အမည်ပေးထားပါတယ်ခင်ဗျာ1959ခုနှစ်ဇန်နဝါရီလရုရှားနိုင်ငံဥရယ်တောင်တန်းတွင်းမှာကျောင်းသား9ယောက်ဟာတောင်တက်ခီးတစ်ခုကိုစတင်ခဲ့ပါတယ်သူတို့ထဲမှာ ထင်ရှားတဲ့ခေါင်းဆောင် Ikra Dialogue ဥဆောင်တဲ့ចောင်းသားအဖွဲ့ပဲဖြစ်ပါတယ်။ဒီခီးစဉ်ဟာအောင်မြင်ဖို့ရည်ရတာဖြစ်ပေမဲ့နောက်ဆုံးတော့သူတို့အားလုံးဟာတည်ဆုံသွားခဲ့ရပါတယ်။မိသားစုတွေအနေနဲ့ချစ်တဲ့သူတွေက မပြန်လာတာကြာလာတဲ့အမျှစိတ်ပူမိလာကြပါတယ်။ရှာဖွေရေးအဖွဲ့တွေဟာတောင်ထဲကိုဝင်ပြီးဆတ်ဆတ်ချင်းမှာတော့ဖနှက်မပါတဲ့ခြေရွာတွေကိုတွေ့ခဲ့ရပါတယ်။ သူတို့ရဲ့ရွက်ဖြင်တဲကို တွေ့တော့ခါအတွင်းဘက်ကဖြတ်ထားတာပဲဖြစ်ပါတယ်ချက်ချင်းပဲတစုံတစ်ယောက်ကဘေးကနေဝင်လာမဟုတ်ဘူးဆိုတာသိလာကြပါတယ်သူတို့တွေကတချို့မှာခန္ဓာကိုယ်ပျက်စီးမှုတွေကိုတွေ့ရှိရပါတယ်တဦးမှာဥကောင်ကျိုးတဦးမှာနှံရိုးပေါင်းများစွာကျိုးနေပြီးတဦးကတော့သွားရီကြပြီးနှက်ခမ်းနေပြုတ်နေခဲ့ပါတယ်ဒီယာရီဟာ တရိတ်ဆန်တွေကြောင့်မဟုတ်နိုင်ဘူးဆိုတာမှုကင်းစေးပညာအဖွဲ့ကတိတိကျကျပြောကြားခဲ့ပါတယ်။အချို့မှာတော့သူတို့ရဲ့အဝတ်အစားတွေမှာ radiation လို့ခေါ်တဲ့ဓာတ်ရောက်ကြီးတင်တာတွေပါတွေ့ရှိရပါတယ်။စစ်တပ်အနေနဲ့လှုပ်ဝက် formula တစ်ခုဖြစ်ပြီးအဲ့ data ဟာစမ်းသပ်မှုတစ်ခုကိုလုံထားတာလားဆိုတာအထိဆွေးနွေးမှုတွေကဖြစ်ခဲ့ကြပါတယ်။ဒါကြောင့်ပြည်သက်ကြီးကရောသူတို့ရဲ့တည်ဆုံမှုဟာသဘာဝရဲ့အပြစ်လားလူကြောင်လားဒါမှမဟုတ် တကယ်နှဆိုးတစ်ခေါက်ကြောက်လားဆိုတော့တွေးကြည့်ပါအဲ့ဒီအပြစ်မဲ့လူငယ်၉ယောက်ရဲ့တေချင်းဟာစာအုပ်ထဲမှာပဲကြံရှိခဲ့တော့ပါတယ်ခင်ဗျာတေမင်းရဲ့ခြေရာဟာအမြဲပဲတောင်ထဲမှာပဲကြံနေခဲ့ပါတော့တယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ